ာပါရှင်ဒီသမလာဆက်နေတဲ့ကြာသပတေးနေ့ VOA TV သတင်းတော်အစီအစဉ်စတင်ပါပြီ။ VOA နော် TV သတင်းတော်အပါအဝင် VOA အာရှရုပ်မြင်သံကြားအစီအစဉ်တွေကို Asia Set 3ဂျိုရုကနေနေ့စဉ်24နာရီပတ်လုံးထုတ်လွှင့်ပေးနေပါတယ်။နေ့စဉ်မနက်9နာရီတိုင်းမှာမြန်မာပိုင်းအစီအစဉ်အသစ်ကိုတင်ဆက်ပေးပြီးတော့နောက်တစ်နေ့မနက်အစီအစဉ်အသစ်မပြောင်းခင်အထိအချိန်ချင်းထပ်မထုတ်လွှင့်ပေးနေပါခင်ဗျာ။ VOA ရဲ့နိုင်ငံတကာသတင်းတွေ၊ဒေသရင်းနိုင်ငံတွေရဲ့ VOA အစီအစဉ်တွေ ဟောလိဝုဒ်အပါအဝင်ဂီတအနုပညာဖျော်ဖြေအစီအစဉ်နဲ့အင်္ဂလိပ်စာသင်ခန်းစာအစီအစဉ်ကိုလည်းကြည့်ရှုနိုင်ပါတယ်။ဒီကနေ့အစီအစဉ်မှာတော့နိုင်ငံရေးအကျဉ်းသားတချို့သမရရဲ့လူချင်းချမ်းသာခွင့်နဲ့ပြန်လည်လွတ်မြောက်လာတဲ့သတင်းနေပြည်တော်ဝနသစ်တီအာကစားကွင်းမှာကျင်းပတဲ့28ကြိမ်မြောက်အရှိတောင်အာရှအာကစားပြိုင်ပွဲသတင်းနဲ့အတူ ရှင်တဆင်းစုရအာကစားသမားဟောင်းကြီးတွေရဲ့မျိုးဆက်သစ်တွေအတွက်လက်ဆင့်ကမ်းပြီးပြောကြားတဲ့ဇာတ်ရည်အပါဝင်မြန်မာနိုင်ငံကပေါ်ဆန်းမွေးဆန်တွေကို American ပြည်တော်စုကိုတင်သွင်းတော်မယ်ဆိုတဲ့မိတ်ဆက်ပွဲအခမ်းအနားသတင်းတွေကိုလည်းရှုစားကြရမှာပါ မြန်မာအစိုးရကအကျဉ်းသား44ယောက်ကိုမနေ့ကပြန်လည်ပေးလိုက်ပြီးအဲ့ဒီထက်မှာနိုင်ငံရေးအကျဉ်းသား41ယောက်ပါဝင်တဲ့အကြောင်းနိုင်ငံရေးအကျဉ်းသားစစ်စစ်ရေးကော်မတီကပြောဆိုလိုက်ပါတယ်။28ကျင်းမြောက်အရှိတောင်အာရှအကစားပြိုင်ပွဲစတင်ဖွင့်လှစ်လိုက်တဲ့နေ့မှာပဲ မြန်မာနိုင်ငံအချင်းထောင်တွေမှာချန်ရှိနေတဲ့နိုင်ငံရေးအကျဉ်းသား40ကျော်ကိုနိုင်ငံတော်သမ္မတရဲ့လူငင်းချမ်းသာခွင့်နဲ့မနေ့ကထပ်မံလွှတ်ပေးလိုက်တာဖြစ်ပါတယ်။ဒါပေမဲ့လည်းအချင်းထောင်တွေအတွင်းမှာအ ਨੇ စုံနိုင်ငံရေးအကျဉ်းသား40ကျော်လောက်ထပ်မံချန်ရှိနေသလိုနိုင်ငံရေးပုံမှန်နဲ့ရင်ဆိုင်နေရတဲ့အမှုပေါင်း200ကျော်လောက်လည်းချန်ရှိနေဆဲဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားစီစီရေးကော်မတီကပြောပါတယ်။မနေ့ကပြန်လည်လွှတ်မြောက်လာကြတဲ့နိုင်ငံရေးအကျဉ်းသားတွေကတော့အင်းစိန်၊တာယာဝတီ၊မန္တလေးပသိမ်ပဲခူးတထုံကော့တောင်မြစ်ချင်းနာဘူးတီတောင်နဲ့ တောင်ငူထောင်စတဲ့ထောင်တီးတီးကပြန်လွတ်လာကြတာဖြစ်ပါတယ်။ပြီးခဲ့တဲ့နိုဝင်ဘာလ15ရက်နေ့ကလည်းငငယ်ရေးအကျဉ်းသား69ဦးကိုအကျဉ်းထောင်16ခုကနေပြန်လွတ်ပေးခဲ့ပါတယ်။မြန်မာနိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးအဖွဲ့ကစီးရင်အရသမရဦးသိန်းစင်ဦးဆောင်တဲ့အစိုးရလက်ထက်မှာလွှင့်ချင်းချမ်းသာခွင့်နဲ့အကျဉ်းသားတွေကိုဆက်လက်ချင်းလွှတ်ပေးခဲ့ပြီးနိုင်ငံရေးအကျဉ်းသားစုစုပေါင်း1100ကျော်ကိုလွှတ်မြောက်ပေးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ။ မြန်မာနိုင်ငံနေပြည်တော်ဝနတိတ်တီအာကစားကွင်းကြီးမှာ28ချိန်မြောက် SEA Game အရှိတောင်အာရှအာကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကိုကျင်းပလိုက်ပြီးဒေသရင်းနိုင်ငံတွေကအစိုးရခေါင်းဆောင်တချို့နဲ့အာကစားသမားတွေပါဝင်တက်ရောက်ခဲ့ကြပါတယ်။ကြီးကျယ်ခမ်းနားတဲ့ဖျော်ဖြေမှုတွေနဲ့မိအောင်တွေအမျိုးမျိုးထွန်းပြီးဖွင့်လှစ်လိုက်တဲ့ဒီအာကစားပြိုင်ပွဲဟာတခါကနိုင်ငံတကာရဲ့အထူးချံဝိုင်းပယ်ခံခဲ့ရတဲ့တိုင်းပြည်ရဲ့ပြောင်းလဲလာတဲ့အခြေအနေတွေကိုဖော်ထုတ်လိုက်တဲ့ပြပွဲတစ်ခုဖြစ်လဲ။ လေလာသူတွေကတုံ့သက်ပြောဆိုနေကြပါတယ်။ရာစုနှစ်ထက်ဝက်ကျော်စစ်အုပ်ချုပ်ရေးအဆုံးသတ်ပြီးနိုင်ငံတကာအလဲမှာရက်တည်နိုင်တဲ့အရက်ဖက်အုပ်ချုပ်ရေးကိုပြောင်းလဲလိုက်တဲ့နှစ်နှစ်ပြည့်အခမ်းအနားလို့လဲပြပသတင်းတွေမှာတင်စားရေးသားကြပါတယ်။ဒေသရင်းနိုင်ငံတွေကအားကစားသမားတွေပါဝင်တဲ့အရှိတောင်အားရှအားကစားပြိုင်ပွဲတွေကိုမြန်မာနိုင်ငံကနှစ်ပေါင်း44နှစ်အတွင်းမှာပထမဆုံးအကြိမ်အင်ရှင်ဖြစ်တဲ့လက်ခံပြီးကျင်းပပေးကြပါလား။ စွစွပေါင်း22ရက်ကြာကစားပွဲတွေကိုကျင်းပဖို့အတွက်စီစဉ်ထားပါတယ်။ဒီအားကစားပြိုင်ပွဲဖွင့်ပွဲနဲ့ပိတ်ပွဲအခမ်းအနားတွေကျင်းပနိုင်အောင်တရုတ်နိုင်ငံကအမေရိကန်ဒေါ်လာ33တန်ဖိုးမိပညာအကူအညီတွေကိုပေးအပ်ခဲ့တယ်လို့မိအောင်တွေအသုံးပြုရေးနဲ့အတန်ပိုင်းဆိုင်ရာမှာလည်းပါဝင်ပြီးအကြံဉာဏ်တွေပေးခဲ့ပါတယ်။ဒီပြိုင်ပွဲမတိုင်ခင်မြန်မာနိုင်ငံကအားကစားသမား200လောက်ကိုတရုတ်နိုင်ငံကိုခေါ်ပြီးလေ့ကျင့်ပေးခဲ့တယ်လို့အားကစားနှီးပြ အယောက်20ကျော်ကိုလည်းပြိုင်ပွဲကာလအတွင်းမှာမြန်မာနိုင်ငံကိုဆစ်လွတ်ထားတယ်လို့မြန်မာစိုးရပြောရေးဆိုခွင့်ရှိသူကိုကိုးကားပြီး AFP သတင်းမှာဖော်ပြပါတယ်ထိုင်းနိုင်ငံမှာအစိုးရလုပ်ငန်းတွေရပ်တန့်သွားစေဖို့ရည်ရချက်နဲ့အစိုးရဝန်ထမ်းတွေယာရုကနေနှုတ်ထွက်ပေးကြဖို့အစိုးရဆန့်ကျင်ဆန္ဒပြခေါင်းဆောင်ကတောင်းဆိုလိုက်ပါတယ်။ ဝန်ထမ်းတွေအလုံးမစင်ကြဖို့ဆန္ဒပြကောင်းဆောင်စုထက်တောင်ဆိုပန်ကတောင်းဆိုပေမဲ့အစိုးရဝန်ထမ်းအများစုကလိုက်နာခဲ့ခြင်းမရှိခဲ့ပြကြပါဘူးမစ္စတာစုထက်တောင်းဆိုတဲ့ပထမနေ့ဖြစ်တဲ့မနေ့ကတော့ဘန်ကောက်မြို့တော်မှာရှိတဲ့အစိုးရဝန်ကြီးဌာနအားလုံးဟာပုံမှန်လိုလက်ပတ်နေပါတယ်ရွေးကောက်တင်မြောက်ပြီးအနိုင်ရထားတဲ့ဝန်ကြီးချုပ်ရင်းလှရှင်နဝါရာထူးကဆင်ပြေဖို့အတွက်တောင်းဆိုဆန္ဒပြနေကြတဲ့သူတွေဟာရက်တပ်ဖွဲ့ နေရာမှာစစ်စနဝန်ထမ်းလုံခြုံရေးတာဝန်ယူသူတွေအစားထုတ်ပြီးသူတို့ကိုယ်ပိုင်နိုင်ငံသားရေး policy တွေအမိန့်ကြေညာချက်တွေထုတ်ပြန်ရင်းစင်ပြိုင်အစိုးရတရားကိုလှုပ်ဆောင်နေပါတယ်။သူရဲ့ပြည်သူ့ Democratic ပြုပြင်ပြောင်းလဲရေးကော်မတီအနေနဲ့တရားဝင်လုံပိုင်ခွင့်မရှိပေမဲ့လည်းဝန်ကြီးချုပ်အသစ်ကိုရွေးကောက်တင်မြှောက်သွားမယ်လို့ဆန္ဒပြခေါင်းဆောင်စုထက်ကပြောပါတယ်။တရုတ်နိုင်ငံတောင်ပိုင်းရှင်ချမ်းမြို့ရဲကဈေးတစ်ခုအတွင်းမှာဗုဒ္ဓဟူးနေ့ကမီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အ ਨੇ ဆုံး၁၆ဦးတေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီးသက်ဆိုင်ရာအရာရှိတွေကစုံစမ်းစစ်ဆေးမှုတွေကိုပြုလုပ်နေပါတယ်။ဒေသရဲပစ္စည်းတွေရောင်းချတဲ့ရှင်ချမ်းမြို့ကရိုချမ်းဈေးရဲမှာမီးလောင်ထားတဲ့အပျက်စီးတွေတဲကနောက်ထပ်အလောင်းတစ်ခုကို မိသားသမားတွေကထပ်ပြီးတွေ့ခဲ့တဲ့အတွက်တေဆုံးသူဟာအခုစုစုပေါင်း၁၆ဦးဖြစ်သွားပြီလို့တေအစိုးရသတင်းမီဒီယာမှာဖော်ပြပါတယ်။တေဆုံးသူအလုံးဟာဈေးတဲကဆိုင်ကန်း၄ခုထဲမှာတွေ့ခဲ့တာလို့လဲမြို့နယ်မိသက်ဌာနပြောခွင့်ရပုဂ္ဂိုလ်က ရုတ်ရုပ်မြင်သံကြားသတင်းဌာနကိုပြောပါရယ် area ကပေပေါင်း3300ပတ်လည်လောက်ရှိတဲ့နေရာကိုမိသားသမားတွေက2နှစ်လောက်အကြာမှာငိမ့်တက်လိုက်နိုင်တယ်လို့ဒေသခံသတင်းတွေမှာဖော်ပြထားပါရယ်မိလောင်မှုအတွင်းဒဏ်ရာရခဲ့သူ9ယောက်ကိုတော့ရှေ့ုံမှာကုသပေးနေတယ်လို့တရုတ်အရာရှိတွေကပြောပါရယ် ရုတ်နိုင်ငံရဲ့ကြီးထွားလာနေတဲ့စစ်အင်အားကိုတုံ့ပြန်မှုကြိုးစားတဲ့အနေနဲ့ဂျပန်နိုင်ငံကကုန်းဘက်ရောရေပြင်မှာပါအသုံးပြုနိုင်တဲ့တပ်ဖွဲ့တစ်ခုတည်ထောင်ပြီးမောင်းတူမဲ့စောင့်ကြည့်လေရင်တွေကိုပါဆစ်လွတ်ထားတော့မှာဖြစ်ပါတယ်။ဒီလုံခြုံရေးဆိုင်ရာဗျူဟာတစ်ဟာဂျပန်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးနဲ့ပတ်သက်လို့တမိုင်းဝင်ပုံဖော်ပေးမယ့်အစီအစဉ်ဖြစ်တယ်လို့ဝန်ကြီးချုပ်ရှင်စောအာဘေးကပြောပါတယ်။ဘူထုနဲ့မှာထုတ်ပြန်ခဲ့တဲ့ဂျပန်နိုင်ငံရဲ့ကာကွယ်ရေးဆိုင်ရာလက်ညွန့်ချက်ထက်မှာဗျူဟာတစ်မူကြမ်းကိုထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်။ ဒီဗျူဟာတဲ့ကိုဂျပန်အစိုးရအဖွဲ့ကရှေ့သတင်းပတ်အတွင်းအတည်ပြုပေးဖို့တေချာသလောက်ရှိနေပြီးပြုတ်နိုင်ငံကဒေတာတွင်လက်ရှိအခြေအနေတွေကိုတိုက်ရင်အားသုံးပြီးပြောင်းလဲပစ်ဖို့စ조사တာကိုသတိပေးတာလည်းဖြစ်ပါတယ်။တရုတ်နဲ့ဂျပန်အကြားပိုင်ဆိုင်မှုငင်းပွားနေတဲ့အရှိတရုတ်ပင်လယ်ပြင်အတွင်းကကျွန်းစုတွေမှာတရုတ်တို့ကလေကြောင်းကာကွယ်ရေးစုံအသစ်တတ်မှတ်လိုက်တာကိုမူကြမ်းထဲမှာအတိအလင်းထည့်သွင်းဖော်ပြထားပါတယ်။ကွယ်လွန်သူတောင်အာဖရိကသမရဟောင်းလည်းဖြစ် အသားရောင်ခွဲခြားအုပ်ချုပ်မှုဆန့်ကျင်တိုက်ဖျက်ရေးခေါင်းဆောင်လည်းဖြစ်တဲ့ Nelson Mandela ရဲ့ရုပ်လောင်းကိုအများပြည်သူဂါရဝပြုနိုင်အောင်မြို့တော်မှာအာဏာပိုင်တွေကမနေ့ကနေစီစဉ်ပေးလိုက်ပါတယ်။ဖန်သားတွေနဲ့ပြုလုပ်ထားတဲ့သူ့ရဲ့အကောင့်ကိုတောင်အာဖရိကအစိုးရရုံးဆိုင်ရာ Union အဆောက်အဦတွင်ကခန့်မှကြီးထဲမှာအများပြည်သူကြည့်ရှုနိုင်ဖို့အတွက်စီစဉ်ပေးထားတာပါ။ဒီနေရာဟာအသားရောင်ခွဲခြားအုပ်ချုပ်တဲ့လူပြူအစိုးရကိုဆန့်ကျင်တော်လှန်တဲ့အတွက်မစ္စတာမန်ဒဲလာထောင်ဒဏ်28နှစ် အကျဉ်းချခံရပြီးတဲ့နောက်မှာပြန်လည်ပြီးလွတ်မြောက်လာတဲ့နောက်တောင်အာဖရိကနိုင်ငံရဲ့ပထမဆုံးလူမဲသမရဖြစ်တဲ့1994ခုနှစ်မှာကျန်းသစ္စာချိန်ဆခဲ့တဲ့နေရာလေးဖြစ်ပါတယ်။မစ္စတာမန်ဒဲလာရဲ့ဇနီးဂရာဆာမာဆယ်နဲ့လက်ရှိသမရဂျေကော့ဇူမာတို့လည်းမစ္စတာမန်ဒဲလာရဲ့ရုပ်လောင်းပေးမှာမနေ့ကဂါရဝပြုခဲ့ကြပါတယ်။တောင်အာဖရိက သမရဟောင်းတာဘို MBK FWD Club ဇင်ဘာဘွေသမရရောဘတ်မူဂါဘေ တန်ဇင်းနီးယားသမရဂျက်ကာယာကိကွီတီနဲ့တောင်ဆူရန်သမရဆယ်ဗာကီယာတို့လည်းဗုဒ္ဓဖူးနေမှာပဲမစ္စတာမန်ဒဲလာရဲ့ရုပ်လောင်းကိုသွားရောက်ပြီးဂါရဝပြုခဲ့ကြပါတယ်ရုရှားနိုင်ငံသားရဲ့ဝန်ကြီးဆာဂျီလာဖရော့ဟာအီရန်ရဲ့နျူကလ িয়ার အစစ်အစင်ဆိုင်ရာနဲ့စီးရီးယားနိုင်ငံမှာရင်ဆိုင်နေရတဲ့အကြမ်းတဲတွေနဲ့ပတ်သက်ပြီးဆွေးနွေးဖို့အတွက်အီရန်နိုင်ငံတေဟရန်မြို့ကိုမနေ့ကရောက်ရှိသွားပါတယ်။ အီရန်နဲ့ကမ္ဘာအင်အားကြီး၆နိုင်ငံတို့အကြားမကြာသေးခင်ကမှရရှိခဲ့တဲ့နျူကလ িয়ার အစီအစဉ်ဆိုင်ရာသဘောတူညီချက်နဲ့ဆက်နွယ်တဲ့အကြောင်းအရာတွေကိုဆွေးနွေးဖို့အခုလိုရုရှားနိုင်ငံသားရဲ့ဝန်ကြီးတွားရောက်တာပါ။ သဘောတူညီချက်အရအီရန်ကသူလုတ်ဆောင်နေတဲ့နျူကလ িয়ার အစီအစဉ်တစ်စိတ်တစ်ပိုင်းကိုရပ်ဆိုင်းပေးရမှာဖြစ်ပြီးအပြန်အလှန်အနေနဲ့အနောက်အင်အားကြီးနိုင်ငံတွေကအီရန်ပေါ်ချမှတ်ထားတဲ့အရေးယူပိတ်ဆို့မှုတွေကိုလျှော့ချပေးရမှာဖြစ်ပါတယ်။အနောက်နိုင်ငံတွေကလျှော့ချပေးမဲ့ဒဏ်ခအရေးယူမှုတွေထဲမှာအီရန်ရဲ့ကားလုပ်ငန်း၊ရင်းနှံဓာတ်တင်ပို့တဲ့လုပ်ငန်း၊ရွှေနဲ့တခြားအဖို့ထံတပ်ထုရောင်းဝယ်ခွင့်တွေအပြင်အီရန်လေကြောင်းလိုင်းတွေအတွက်လိုအပ်တဲ့လေယာဉ်အစိတ်အပိုင်းဆိုင်ရာပစ္စည်းတင်သွင်းခွင့်တွေကိုပါရရှိမယ်လို့မျှော်လင့်ရပါတယ်။ ဝန်ကြီးလာဖရော့ဟာစီးရီးယားနိုင်ငံမှာကြုံတွေ့နေရတဲ့အကျပ်တဲတွေကြောင့်လူသားချင်းစာနာမှုဆိုင်ရာပြဿနာတွေစိုးစိုးဝါးဝါးပေါ်ပေါက်နေတာနဲ့ပတ်သက်လို့လည်းအီရန်နဲ့ဆွေးနွေးဖို့ရှိပါတယ်ခင်ဗျာဒီဇင်ဘာလ10ရက်နေ့ကကျူဘာနိုင်ငံမှာနိုင်ငံတကာလူ့ခွင့်ရေးနဲ့အထိမ့်မှချီတက်ဖို့စီစဉ်ခဲ့တဲ့အတိုက်ခံတွေတဲကအယောက်20ကိုကျူဘာလုံခြုံရေးတပ်ဖွဲ့တွေကနေဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။ဒါကြောင့်သူတို့ချီတက်ဆန္ဒပြမယ်အစီအစဉ်လဲပွဲမဆခင်ကတည်းကပဲရပ်တန့်ထားလိုက်ရပါတယ်။ ဟာဗာနာမြို့တော်ကနယ်လန်တန်ချီတက်ကြဖို့အတွက်ရောက်လာကြသူတွေကိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေကအင်ကာနေမှာဖမ်းဆီးထိန်းသိမ်းသွားတဲ့အတွက်စီတန်းပြီးလမ်းလျှောက်မဲ့အစီအစဉ်ပါပြတ်သွားတာပါဆန္ဒပြဖို့အတွက်ပြင်ဆင်နေသူတွေကပြန်လဲပြီးခုခံခဲ့ပေမဲ့လည်းထိခိုက်ဒဏ်ရာရမှုတော့မရှိခဲ့ပါဘူးဖမ်းခံရတဲ့သူတွေကိုဘယ်ကိုခေါ်သွားတယ်ဆိုတာကိုတော့အတိအကျမသိရသေးပါဘူးအစိုးရလိုလားတဲ့ဆန္ဒပြသူတွေကလည်းလမ်းမတွေပေါ်မှာ ကျူဘာဒေါ်လာရေးကိုထောက်ခံတဲ့ကြွေးကြော်သံတွေနဲ့အော်ဟစ်ခဲ့ကြပါတယ်။ကျူဘာနိုင်ငံကအတိုက်ခံလူနည်းစုတစုဟာဒေါ်လာရေးကိုဆန့်ကျင်ပြီးအစိုးရလုပ်ငန်းတွေကိုနှောက်ယှက်ဖို့အတွက်နိုင်ငံရချားကနေထောက်ပံ့ငွေတွေကိုလက်ခံခဲ့တယ်လို့ကျူဘာအစိုးရကဆွဆွဲပြောဆိုနေပါတယ်။ American Time Magazine ကြီးက2023ခုနှစ်အတွင်းအထင်ရှားဆုံးပုဂ္ဂိုလ်အဖြစ်ပိုယဟန်မင်းကြီး Francis ကိုရွေးချယ်လိုက်ပါတယ်။ အာဂျင်တီးနားနိုင်ငံဘွနိုအဲရစ်မြို့ကဖုံတော်ကြီးဟော်ဟက်မာရီယိုဘာကိုဂလီယိုဟာ266ရောက်မြောက်ပိုယဟမ်မင်းကြီးအဖြစ်ရွေးချယ်ခံရပြီးပိုယဟမ်မင်းကြီးဖရန်စစ်ဘွဲကိုရယူခဲ့တာဖြစ်ပါတယ်သူဟာပိုယဟမ်မင်းကြီးအဖြစ်ရွေးချယ်တင်မြောက်ခံရပြီးကိုလာအတွင်းရိုမန်ကက်သလစ်ခရီးယံဖျားเจ้าနေရဲ့အခန့်ကဏ္ဍနဲ့ဂုံတိတ်ခါကိုမြင့်တင်ပေးခဲ့တဲ့အကြောင်းတိုင်းမဂ္ဂဇင်းကရေးသားထားပါတယ် ယောဂဗျာဖြစ်ပွားသူတွေဆင်းရဲနှောင့်ပါသူတွေနဲ့ဘဝမှာအတိဒုက္ခရောက်နေရသူတွေရဲ့ဒဏ်ရာတွေတတ်တာရေးခရီးရန်ဖျားเจ้าတွေကကုညီဆောင်ရွက်ပေးဖို့သူကတောင်းဆိုခဲ့တာပါရှေ့တရင်ပတ်အတွင်းအသက်89နှစ်ပြည့်တော်မဲ့ပိုဟန်မင်းကြီး Francis ဟာ Vatican เจ้าတော်ကြီးအတွင်းမှာအပေးအယူစိတ်ဆက်ညီနိုင်မှုတွေလုပ်ဖို့ဝန်မလေးတာကိုပြသသူတယောက်ဖြစ်လဲ Time Magazine ကြီးကရေးသားထားပါတယ်ခင်ဗျာ ဆက်လက်ပြီးသတင်းဆောင်မတွေကိုတင်ဆက်ပေးပါမယ်ခင်ဗျာနှစ်ပေါင်း40ကျော်ကြာမှတကြော့ပြန်ပြီးတော့အင်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရတဲ့28ကြိမ်မြောက်အရှိတောင်အာရှအာကစားပြိုင်ပွဲရဲ့ဖွံ့ဖွဲအခမ်းအနားကိုနေပြည်တော်ဝန်ထမ်းသိတ္တီအာကစားကွင်းမှာမနေ့ကခံခံနာနာကျင်းပခဲ့ပါတယ်ဖွံ့ဖွဲအခမ်းအနားမှာနိုင်ငံတော်သမ္မတဦးသိန်းစိန်နဲ့အတူလာဝနိုင်ငံသမ္မတဘရူနိုင်းနိုင်ငံရဲ့အင်ရှင်မင်းသားထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်တို့အပြင်တရုတ်နိုင်ငံရဲ့ဒုတိယဝန်ကြီးချုပ်တို့လည်းတက်ရောက်ခဲ့ကြပါတယ်အဖြစ်အဆုံကိုကိုရိုင်းသွားရောက်တည်င်းယူခဲ့တဲ့ကိုစီတူကတင်ပြပေးထားပါတယ်ခင်ဗျာ မြန်မာနိုင်ငံကအရှင်ပြည့်လက်ခံကျင်းပခွင့်ရခဲ့တဲ့28ကြိမ်မြောက်ရှေ့တောင်အာရှစီကိန်းအားကစားပြိုင်ပွဲကိုနေပြည်တော်ဝနသတိအားကစားရုံမှာခံခံနာနာကျင်းပခဲ့တာဖြစ်ပါတယ်။ဒီပွဲဟာနှစ်ပေါင်း40ကျော်ကြာကာလအတွင်းပထမဆုံးအကြိမ်ပြည့်အရှင်ပြည့်လက်ခံကျင်းပခွင့်ရတဲ့ရှေ့တောင်အာရှအားကစားပြိုင်ပွဲလည်းဖြစ်ပါတယ်။ ဒီခါနာကိုသမရဥသိန်းစင်ကိုရန်တက်ရောက်ခဲ့ပြီးတော့လာအိုနိုင်ငံသမရထိုင်းနိုင်ငံဒုတိယဝန်ကြီးချုပ်ဘရူနိုင်းအင်ရှိမင်းသားတို့အပါအဝင်တရုတ်နိုင်ငံရဲ့ဒုတိယဝန်ကြီးချုပ်လည်းတက်ရောက်ခဲ့တာဖြစ်ပါတယ်။နိုင်ငံရဲ့ဂုံယူပွဲရအားကစားပြိုင်ပွဲကိုပြန်လည်ကျင်းပခွင့်ရတဲ့အတွက်ဂုံယူတဲ့အကြောင်းပွဲလာသူတွေကပြောပါတယ်။အော်ဒီလောက်ကြာရင်မကျင်းပနိုင်တာကတော့အခုပြန်ကျင်းပတယ်နော်အင်မတန်မြန်မာလူမျိုးတယောက်အနေနဲ့အင်မတန်ဝမ်းသာစရာဂုဏ်ယူစရာပါမြန်မာတစ်မျိုးသားလုံးအနေနဲ့လည်း ဝမ်းမြောက်ဂုဏ်ယူစရာဖြစ်ပါတယ် This is a wonderful opportunity for the people of Burma မြန်မာနိုင်ငံသူနိုင်ငံသားတွေအတွက်တော့အံ့ဩကြီးမားတဲ့အခွင့်အရေးကြီးတစ်ခုပါဒီညနေပွဲကတော့တကယ်ကိုခန်းခန်းနာနာပါပဲဗျာလို့အခမ်းအနားကိုတက်ရောက်လာတဲ့ဗြိတိသျှနိုင်ငံတာအမတ်ကပြောပါတယ်ဖွံ့ဖွဲအခမ်းအနားမှာကွင်းတွင်းဝင်ရောက်ပြီးသတင်းယူမဲ့မီဒီယာတွေပါဝင်ပြည်သက်အချို့အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရတာတွေတော့ရှိပါတယ်စီကိန်းဂွန်ပြူတခြင်းရေးဆက်ခဲ့တဲ့ကိုလင်းထက်ကသူ့ရဲ့အတွေ့အကြုံကိုပြောပြပါရစေ။ ကျွန်တော်တို့ရန်ကုန်ကနေပြီးတော့နေပြီးတော့ဒီမိုင်ပေါင်း200ကျော်ကျွန်တော်တို့ချိန်ဆက်ပြီးလာတော့ဒီပွဲကိုကြည့်ချင်လို့လို့ဒါပေမဲ့ကျွန်တော်တို့ဒီကက်တင်နဲ့ဝင်လို့ရတယ်လို့ပြောပြီးတော့တကယ်ဒီနေ့လည်းရောက်လည်းရောက်အပေါက်ကလည်းရောက်လည်းရောက်ကျွန်တော်တို့တရားမပေးပေးမဝင်တော့ဘူးကျွန်တော်တို့ပြောပြတယ်ကျွန်တော်ဒီကျွန်တော်ကဒီသချင်းလေးရရပါတော့တက်တိုင်သူပြောပြတယ်ပြောပြပေမဲ့လည်းကျွန်တော်တို့ပေးမဝင်ဘူးဒါပေမဲ့နောက်ဆုံးကျတော့လည်းကျွန်တော်အဲ့အဲ့အဲ့ဟိုသာရဲကူကိုဦးလေးရကျွန်တော်တို့ပေးဝင်လိုက်တယ်ပေါ့နော်ကျွန်တော်လည်းမနေပြောပြရတယ်ဒါမျိုးတွေကတကယ်တော့မဖြစ်သင့်ပါဘူးကျွန်တော်တို့ဆိုတာ official အနေနဲ့တော့ကျွန်တော်ဖိတ်ဆင်ကြတာပေါ့နော်နောက်ကွယ်မှာလုပ်ရတဲ့လူတွေမို့လို့ကျွန်တော်တို့ ဟိုပစ်ထားတာလားဒါပေါ့နောက်ပိုင်းမှာလောရတဲ့လူတွေကိုဂိမ်းမဆိုင်တာလားပေါ့နော်ကျွန်တော်အဲ့လိုမျိုးတော့မြင်တယ်ဒီကိမ်းပြန်ပွဲရဲ့ဖွင့်ပွဲကိုဒီဇင်ဘာလ17ရက်နေ့မှကျင်းပခဲ့တာဖြစ်ပေမဲ့အားကစားနည်းတွေကတော့ဒီဇင်ဘာလ9ရက်နေ့တည်းကစတင်ကျင်းပနေတာဖြစ်ပါတယ်။ဒီဇင်ဘာလ17ရက်နေ့အထိစုတစိရရှိမှုတွေမှာမြန်မာကရွှေတစိ18စုနဲ့စုတစိပေါင်း34စုရရှိပြီးထိပ်ဆုံးကရပ်တည်နေတာဖြစ်ပါတယ်။ နှစ်ပေါင်း40တွင်ပြန်လည်ကျင်းပခွင့်ရတဲ့ရှီတောင်အာရှစီဂိမ်းပြိုင်ပွဲရဲ့ဖွင့်ပွဲခန်းနာကတော့အောင်မြင်စွာပြီးဆုံးခဲ့ပါတယ်။နိုင်ငံအသီးသီးရဲ့အားကစားနည်းတွေမှာအောင်မြင်မှုတွေကိုတော့ဘသူကအသီးသီးပိုင်ဆိုင်အောင်မလဲဆိုတာကတော့ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်စီသူပါနေပြည်တော်ဝနသိတိအားကစားရှင်ကလည်းသတင်းပေးပို့တာဖြစ်ပါတယ်။ မနေ့ကနေပြည်တော်မှာဖွင့်လှစ်လိုက်တဲ့28ကြိမ်မြောက်အရှိတောင်အာရှအာကစားပြိုင်ပွဲဟာမြန်မာနိုင်ငံသမိုင်းမှာတတိယအကြိမ်အင်ရှင်ဖြစ်တဲ့လက်ခံပြီးကျင်းပတာဖြစ်ပါတယ်။ဒီဇင်ဘာလ7ရက်နေ့ထိပြိုင်ပွဲတွေအရမြန်မာနိုင်ငံကရွှေတစိတ်78ခုနဲ့စုတစိတ်အများဆုံးရထားသူဖြစ်ပါတယ်။ဒီလိုပဲ1962ခုနှစ်နဲ့1969ခုနှစ် ကျွန်းဆွယ်အားကစားပြိုင်ပွဲတွေကိုအင်ရှင်ဖြစ်တဲ့လက်ခံကျင်းပတုန်းကလည်းမြန်မာနိုင်ငံကစုတစိတ်တွေအများဆုံးရပြီးအောင်မြင်မှုတွေရခဲ့ပါတယ်။တစ်ချိန်လုံးကရွှေတစိတ်စုရှင်တွေဖြစ်တဲ့ဒေါ်စန်းကြီး၊ဦးအေးလွင်နဲ့ဒေါ်ကျင်ဝေတို့ကမျိုးဆက်သစ်အားကစားသမားတွေအတွက်အမှတ်တရပြောကြားချက်တွေကိုတော့ဒီတစ်ပတ်အားကစားအစီအစဉ်မှာကိုရန်နိုင်ကတင်ဆက်ပေးထားပါတယ်။အတိအနေနဲ့ပြောချင်တာကတော့အနီတို့65ခုနှစ်မှာ မလေးရှားမှာကျင်းပါတယ်တက်ပြချင်းတော့အရှိတောင်အာရှကျွန်းစရာကစားပြင်မှာအနည်းရှိသေးရတယ်အဲ့ချိန်မှာအနည်းတို့နိုင်ငံတော်ကနေပြီးတော့စကနူးစပြီးတော့ဖြတ်တဲ့ကစားနည်းမျိုးလို့ဆိုပြီးတော့ယုံကြည်ချက်တိတ်မထားဘူးပေါ့အဲ့ဒါကြောင့်မလို့အနည်းတို့ကစားတသမားတကယ်တော့ဆက်နှစ်ယောက်လောက်ရမယ်နေမှာအနည်းတို့ကိုးယောက်ပဲလွတ်ပါလေအဲ့ဒါကြောင့်မလို့လည်းအနည်းတို့ပိုးပြီးတော့စူးစားခဲ့တယ်စူးစားတဲ့အလျောက်လဲအတိုက်တာတူတူဒီအနည်းတို့အမူးရပြီးတော့အရှိတောင်အာရှကျွန်းစွဲအနည်းသမီးပေါ်လီတော့ပထမဦးဆုံးအကျင့်ရွှေစိတ်ကိုရရှိခဲ့တယ် အဲ့လိုပဲအနီတို့ဗမာနိုင်ငံမှာကျင်းပတဲ့669ခုနှစ်ကျစအချိန်ကြောင့်ရှစ်တော်အရှိတော်အရှာကျွန်းတဲ့အစားပြန်မှာလေရှင်းစေးရခဲ့ပါအဲ့ဒီလိုရဖို့အတွက်ကိုအနီတို့ကချွေးနဲ့သွေးနဲ့ရင်းပြီးပြန်ငွေတွေဝင်ခဲ့ရတာပါအန်တီတို့ကမလေးမှာကျင်းပတဲ့အချိန်တုန်းကသူများရေမြေမှာကျင်းပရတဲ့ပွဲမှာပြန်ရတဲ့အခါမှာအင်ပတာအားငယ်ရပါလေကိုလူကြီးတွေလာအားပေးတဲ့အချိန်တော့ပဲ 有几多嘛，看下是的，炒些锅那些了，阿些酱菜阿个炒，我把米饭、煎包来吃下过年过夜嘛，不路，来要阿爸的杯子，让要们阿嫂多接一谢妈妈？太太的呢，现在过暑假期间个，我个，的个，大个，吧，个，卤个，啊，个，钱个，的，个，把个，饭、个，包个，五个，路，有些个，阿个大个，的个，那里路。 လျှောက်ခဲ့တဲ့လမ်းတိုင်းရှင်းစိတ်ရအောင်လို့အတတ်နိုင်ဆုံးကြိုးစားကြတာလူပဲအတရားပြောချင်ပါတယ်။ဘာကစားဆိုတာကကိုယ့်ရဲ့တူးချင်းရဲ့နော်ကြွန့်ကျင်မှုဆိုတော့ပါတယ်။သို့တော်ပဲပဲကိုကနိုင်ငံကိုပူဇော်ပြုတာပြီးဆိုတော့နိုင်ငံရဲ့အကုန်သိက္ခာကအများကြီးပါလာတယ်။အဲ့တော့အဲ့မှာကြီးလေးသောတာဝန်တစ်ခုရှိတယ်။အဲ့တော့ဒီပြိုင်ပွဲဒီကိုယ့်ရဲ့ပျော်ရွှင်မှုအတွက်တော့ကျမကြီးတော်တော်လောက်တာဖြစ်ပြီပဲလေ နော်ကိုယ့်ရဲ့အသိစိတ်ဓာတ်ဟာနိုင်ငံရဲ့အကုန်ကိုမြင့်တင်ရကြတယ်ဆိုရင်အသိစိတ်ဓာတ်နဲ့နော်လုံမယ်ဆိုရင်ကိုယ့်ရဲ့ခွန်အားတွေပို့ပြီးတော့တက်လာမယ်လို့ထင်တယ်အဲ့ဒီစိတ်ဓာတ်ကလေးမျိုးမျိုးပါလို့ပြောတယ် 65မှာရွှေရတယ်69မှာရွှေရတယ်69မှာငွေရတယ်အဲ့ဒီနောက်ပိုင်းကျတော့အန်ဒီတို့ကဟိုနားတဲ့တဲ့ဖြစ်သွားပြီလေအဲ့နောက်ကျတာနံပါတ်နဲ့ဆိုတော့နားတဲ့တဲ့ဖြစ်သွားပြီအခုကလေးတွေအနေနဲ့ဆိုတော့တာရင်ဟိုအန်ဒီတို့တော့ကလည်းဘယ်လိုခေါ်မလဲကစားသမားကတော့ဘယ်ကစားနည်းပဲဖြစ်ဖြစ်ဟိုပေါ်တီပေါ်ရှာနဲ့လုံလုံမရတဲ့နေသားရှိတာပေါ့ဟိုတကယ်ကိုလဲလေကိုယ့်ကိုမညာပဲနဲ့တကယ်ကိုကြိုးစားမှလည်း ပါတာလေပါတာဆိုတဲ့ခါကျတော့အခုကလေးတွေလည်းဗာပဲပြောပြော ကိုကိုမညာပဲနဲ့ကြိုးစားဖို့တော့လိုလာပေါ့နောက်တစ်ခုကဒီလိုအခုအနီတို့နဲ့အခုဒီဘက်ပေါ့နှစ်တည်းကြာနေတော့မှဒီလိုအခုပေါ့အနီတို့ကိုချွေတဲ့ချင်းတွေကိုနိုင်ငံတော်ကဟိုပံ့ပိုးတယ်လို့ခေါ်တွေ့တယ်လို့ပါလို့ဆိုတဲ့အဆင့်ကတော့လေဟိုလုံးကအနီတို့ကြိုးစားခဲ့လို့လားလေချွေရခဲ့လို့လားလူကြီးတွေကပြန်ပံ့ပိုးလာလို့ခေါ်တွေ့လာလို့ဆိုတဲ့အဆင့်ပေါ့နော်ဒီကျွန်းဆိုတဲ့ဘုအဆင့်ရှိတာပေါ့မကြိုးစားခဲ့တဲ့လူကြောက်တော့ဒါဒီလိုခွင့်ရမျိုးပေါ်လာမှာမဟုတ်ဘူးလေအဲ့တော့ခလေးတွေကအခုဖြစ်ပြီးကြတော့ကြိုးစားဖို့တော့လိုလားပေါ့ 反正就过他妈的过日子，过节啥的了嘛，过年呀、十五、大马虎，哎，我们过节呢不玩了，过的就干那嘛活。那去这路有他的这个生产嘞，现在有他在，路里有车嘛的，哎，现在有他的路里太忙嘛，这个不，哎，有他被批来了嘛，正常呀，我们过路，各他位的嘛，各他那个看见了，你可以们那个，这个过节了，可得热闹，可干什么掉了？ ပေါ်ဒီပေါ်လာနေတယ်ကဒါနမတယောက်တောင်ကဒါနဲ့ခါကြမှာမြင်တော့ပရိတ်တက်ကအနည်းကတော့ဟုတ်ကိုမသိဘူးပေါ့ကဒါနဲ့အဲ့တော့တကယ်အခုလက်ရှိတားနေတဲ့အပြင်ကျူတာဖို့တော့လိုလေကိုတမိုင်းကိုရေးတော့အောင်းအောင်းမြင်းမြင်းလေးနဲ့တမိုင်းတွေတောက်လျှောက်ဖြစ်သွားရင်တော့သူတို့အတွက်ကြံရမှာပေါ့နော်နာမည်လေးကြံရမှာပေါ့ပွဲနေရတဲ့ဟာပွဲရတဲ့အခုဒါအန်ဒီရိုလက်ထက်တာမျိုးဟုတ်ပေါ့ အခုအခုကျွန်းဆွဲပေါ့နောက်ပိုင်းနောက်ပိုင်းလည်းဒါဒီပွဲတွေကရှင်းနေမှာပဲဆိုတော့ခါကြတော့ဘယ်တော့မှဘယ်သူတွေဘယ်မှာပါရခဲ့တယ်ရွှေရခဲ့တယ်ငွေရခဲ့တယ်ဆိုတာအန်တီတို့လိုပဲအခုကတားလက်ကလေးတွေရတယ်သူ့တူသူ့နာမည်နဲ့သူတွားမှာပေါ့လေအဲ့တော့ကြိုးစားနေကြတာပေါ့နော် VOA စီစဉ်တွေကို TV ရေဒီယိုနဲ့ဝက်ပေါ်မှာကြည့်ရှုနားဆင်ကြကြပူပါပြီ။အခုတခါတက်ရက်တွက်လက်တဲ့ mobile app မှာ VOA အစီအစဉ်တွေအားလုံးကိုရနိုင်ပါပြီ။နောက်ဆုံးရသတင်းတွေကိုရယူပါ။ ဗီဒီယိုတွေဓာတ်ပုံတွေအတန်ဖန်းယူထားတာတွေကိုသတင်းတောက်တွေနဲ့မျှဝေရင်း VO ရဲ့အစိတ်ပိုင်းတစ်ခုအဖြစ်ကိုယ်တိုင်ပါဝင်ပါမိုဘိုင်းဖုန်းဒါမှမဟုတ် tablet ကွန်ပျူတာအတွက်ဖြစ်ဖြစ် iOS ဒါမှမဟုတ် Android အတွက်ဖြစ်ဖြစ် app အသစ်ကျွန်တော်တို့မှာရှိပါတယ် VO သတင်း app ကိုအခုချက်ချင်းပဲအခမဲ့ download ရယူပါခင်ဗျာအမေရိကန်ပြည်ထောင်စုကိုနှစ်ပေါင်း90ကျော်အတွင်းပထမဆုံးအကြိမ်တင်သွင်းတဲ့မြန်မာပေါ်ဆမ်းမွေးဆန်မိတ်ဆက်ပွဲအခမ်းအနားကိုနယူးယောက်မြို့မှာအင်္ဂါနေ့ညနေပိုင်းကကျင်းပခဲ့ပါတယ်။ FDA လို့ခေါ်တဲ့အမေရိကန်ပြည်ထောင်စုရဲ့အစားအသောက်နဲ့ဆေးဝါးဆိုင်ရာကြည့်ကြရေးအဖွဲ့ကနေမြမပေါ်ဆမ်းမှုရဲ့အရေးအတွေးကိုနိုင်ငံတကာအဆင့်မီအဖြစ်သတ်မှတ်လိုက်ပြီးလို့အမေရိကန်အခြေစိုက်စံတင်သွင်းတဲ့မြမပိုင်ကုမ္ပဏီက VOA ကိုပြောပါတယ်ဒါပြင်2021ခုနှစ်ကမ္ဘာအကောင်ဆုံးဆန်စင်းမှာမြန်မာပေါ်ဆမ်းမွေးပွားဝင်ခဲ့တယ်လို့လည်းဆိုပါတယ်မိုင်းချင်းနိုင်ကအပြည့်စုံကိုတင်ဆက်ပေးထားပါတယ်ခင်ဗျာမြန်မာပေါ်ဆမ်းမွေးမိတ်ဆက်ပွဲအခမ်းအနားကို နယူးယောက်မြို့ခြေဆိုင်မြန်မာပိုင်ကုမ္ပဏီ CID ကကျင်းပတာပါ။အမေရိကန်နဲ့မြန်မာနှစ်နိုင်ငံဆက်ဆံရေးအသစ်တွေစခဲ့ပြီးတဲ့နောက်အခုလိုမြန်မာပေါ်ဆန်မွေကိုပထမဆုံးချိန်အမေရိကန်ပြည်ထောင်စုကိုတရားဝင်တင်သွင်းခွင့်ရတာဖြစ်ပါတယ်။မြန်မာဆန်ဟာနိုင်ငံတကာအရေးသွေးမိတာကြောင့်အခုလိုအမေရိကန်ပြည်ထောင်စုကိုတင်သွင်းခွင့်ရတာဖြစ်တယ်လို့ CID ကုမ္ပဏီရဲ့အကြီးအကဲဦးသိန်းစော်လွင်ကပြောပါတယ်။190အတွင်းမှာဒါပထမအင်္ဂလိပ်ကုမ္ပဏီကပထမဆုံးအချိန်တွင်ခဲ့ရဆိုအမှားမရှိဆုံးပါတော့ USD ရော FDA ရောအကုန်လုံးကနေပြီးတော့ဟို very strict rules and regulation မှာအင်္ဂရုပမာအနေနဲ့ကလိုက်နိုင်တယ်ကဘာကိုလိုက်နိုင်တယ်အမေရိကန်ပြည်ထောင်စုမှာ Thai VNN စတဲ့အာရှဆန်ဈေးကွက်ဟာနှစ်ပေါင်းများစွာကလေးကရှိနေတာပါအခုလိုမြမဆန်ကိုရှင်းပြီးအပြိုင်တင်သွင်းတဲ့အခြေအနေနဲ့ပတ်သက်လို့တော့ကုမ္ပဏီရဲ့အမှုဆောင်ညွှန်ကြားမှုချုပ်ဥက္ကန့်ဖြိုးလင်က VOE ကိုအခုလိုပြောပြပါဗျာ။ ပေါ့ population မြန်မာဆန်က2011မှာကမ္ဘာပေါ်မှာအကောင်းဆုံးဆန်ဆိုပြီးဟိုချက်မှတ်ထားတာဟိုအမှတ်ချထားတာနိုင်နာတာလေဟိုဟိုချီမင်းစစ်တီမှာလုတ်လုတ်တော့မှာ so ကိုရောရေအခုဒီ United States ah media ရော United States ah သူ Americans အကုန်လုံးကိုလည်းကိုရောကဟိုသိစေချင်တာပေါ့လေကိုရောရဲ့မြန်မာပြည်နိုင်ငံကြီးက ဟိုဆန်အကောင်းဆုံးရှိတယ်ဆိုတာပြီးတော့ကိုရိုးမြန်မာပြည်ကလည်းအရင်တော့ဟိုကမ္ဘာပေါ်မှာဟိုဆန်အပုဆုံးတစ်ချိန်လုံးကကိုရိုးဖြစ်ခဲ့တယ်လေဆိုတော့ကိုရိုးရဲ့ဒီလိုမျိုးဒီဆန်ကို promote လုပ်နိုင်တယ်ဆိုတာဟိုဟိုမြန်မာပြည်တော့လည်းကောင်းတယ်ပြောမြန်မာပြည်ကိုကိုရိုးဂုံလည်းရတာပေါ့လေဟိုကမ္ဘာကြီးတစ်ခုလုံးကတည်နိုင်တာပေါ့ဒီလိုမျိုး နယူးယောက်မြို့မှာကျင်းပတဲ့မြမဆန်မိတ်ဆက်ပွဲအခမ်းအနားကိုအမေရိကန်နိုင်ငံရေးသမားတွေကုန်တယ်လုပ်ငန်းရှင်တွေအပြင်မြမတန်ယုံကတာဝန်ရှိသူတွေလည်းတက်ရောက်ခဲ့ပါတယ်1960ပြည်နယ်လွန်နှစ်တွေတုန်းကဆိုဆိုရင်မြမနိုင်ငံမှာเนาะကမ္ဘာမှာဆန်အတင်ပုံးအများဆုံးနိုင်ငံတနိုင်ငံဖြစ်ခဲ့တယ်အဲ့တော့မြမနိုင်ငံအခုတခါเนาะကျွန်တော်အမေရိကန်ဘက်ကလည်းကန့်သတ်မှုတွေလည်းအဲရုပ်သိမ်းပေးခဲ့ပြီးပြီးနောက်ပြီးတော့ အဲဒီမြန်မာနိုင်ငံမှာလည်းเนาะစကားပွင့်စည်းဝဲဝါဒเนาะ open economy ကိုကျင့်သုံးလာပြီဆိုတဲ့ခါကျတော့ဒီမှာစိုက်ပျိုးရေးလုပ်ငန်းတွေတိုးချဲ့ဖို့ဆန်တင်ဖို့အခွင့်အလမ်းတွေကပိုတိုးတက်များပြားလာပြီပေါ့เนาะအဲ့ဒါကြောင့်မို့လို့ဒီနိုင်ငံကိုပေါ်ဆန်းမွေးဈေးကွက်စတင်ဝင်ရောက်နိုင်ပြီဆိုရင်မြန်မာနိုင်ငံကိုမြန်မာနိုင်ငံကနေပြီးဆန်နေတင်ပို့မှုเนาะတိုးမြင့်နိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်မြမပေါ်ဆမ်းမွေးကိုနယူးယောက်မြို့မှာစတင်ဖြန့်ဝေမှာဖြစ်ပြီးအဲ့ဒီနောက် အနီးနားပြည်နယ်၃ခုမှာဆက်လက်ဖြန့်ဝေသွားပြီးတဲ့နောက်အမေရိကန်အရှေ့ဘက်ခြမ်းနဲ့အနောက်ဘက်ခြမ်းကပြည်နယ်တွေထိရောက်အောင်သွားဖို့အစီအစဉ်ရှိတယ်လို့ဥက္ကန့်ဖြိုးလွင်ကပြောပါတယ်ရှင်ဘုရားဟမင်းကြီး Francis ရဲ့ဝိသေသလက္ခဏာလိုဖြစ်နေတဲ့လှုပ်ရှားမှုတွေကတော့လူမှုဝန်ထမ်းလုပ်ငန်းတွေနဲ့ချို့တဲ့နွမ်ဘာသူတွေကိုကူညီဆောင်ရှောက်တာပဲဖြစ်ပါတယ်။ဒါအပြင် နိုင်ငံတကာအရင်းရှင်စနစ်ဟာလူကိုဗဟုမပြုဘဲငွေကိုဗဟုပြုတဲ့ဝါဒဖြစ်တယ်လို့ဝေဖန်သူတဦးလည်းဖြစ်ပါတယ်။မကြာခင်ရက်ပိုင်းတွေအတွင်းကမိခင်အာဂျင်တီးနားနိုင်ငံကရုပ်တံတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာပြောဆိုသွားချက်တွေအကြောင်းကိုတော့ VOA သတင်းတောက် Zeltika ဟုတ်ကဲ့သတင်းဆောင်မကိုကိုကျော်ကျော်သိန်းကပြောပြပေးမှာပါ။ငွေကြေးအရှင်မင်းကြီးကိုဝန်းရံဗဟုပြုထားတဲ့ မမျှတာတဲ့နိုင်ငံတကာစနစ်တစ်ခုအောက်မှာမိမိတို့နေထိုင်နေကြရတယ်ဆိုပြီးအာဂျင်တီးနားရုပ်ရှင်ဒါရိုက်တာနဲ့ထက်လွတ်တော်ကိုယ်စားလှယ်တော်ပီနိုဆိုလာနာစ်ကိုပိုယဟန်မင်းကြီးဖရန်စစ်ကပြောပါတယ်အခုခေတ်အလဟတ်တလွင့်ပစ်တဲ့အလေးထားဟာလူငယ်တွေကိုရော လူကြီးတွေကိုပါစွန့်ပစ်နေတယ်လို့မိန်ပါတယ် En algunos países de Europa, no voy a mencionarlos, pero ဆိုပေမယ့်တချို့သောဥရောပနိုင်ငံတွေမှာအလုံးလက်မဲ့လူငယ်အရေအတွက်က40ရာခိုင်နှုန်းနဲ့အထက်ရှိနေပါတယ်လူငယ်မျိုးဆက်တစ်ခုလုံးဟာအလုံးလုံးတာကြောင့်ရလာတဲ့ဂုဏ်သိက္ခာမျိုးမရှိကြပါဘူးလူငယ်တွေကိုပြောချင်တာကတူအပေါ်တူကူညီစောင့်ရှောက်ကြပါအခုအခြေအနေကိုသတိပြုကြပါကိုယ့်ကိုယ်ကိုစွန့်ပစ်မခံကြပါနဲ့ဆိုတာဖြစ်ပါတယ်ဒါဆိုရင်စွန့်ပစ်တဲ့အလေးအထက်ဆက်မဖြစ်တော့ဘူးအလုံးပါဝင်တဲ့အလေးထားရလာပါလိမ့်မယ် ငယ်ရွယ်သူနဲ့အိုမင်းသူတွေကိုမျက်ကွယ်ပြုတဲ့လူအဖွဲ့အစည်းတစ်ခုဟာအနာဂတ်မဲ့တယ်လို့ပုံရမ်းမင်းကမိန့်ပါတယ်။ဥရောပသမဂ္ဂတွေကအသက်15နှစ်နဲ့24နှစ်အရွယ်လူပေါင်း6သန်းလောက်ဟာအလုလမဲ့ဖြစ်နေပြီးအများစုကတော့စပိန်နဲ့ဂရိနိုင်ငံတွေမှာပါ။အဖို့ဝင်28နိုင်ငံပါ EU မှာလူငယ်အလုလမဲ့အရေးအတွက်စံချိန်တင်များလွန်းနေတာကိုအဖြေရှာဖို့ EU ခေါင်းဆောင်တွေဒီလအစောပိုင်းက Paris မြို့မှာတွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ လူငယ်လုပ်လဲ့မဲ့အရေးအတွက်များနေတာဟာ EU ရဲ့အကြီးမားဆုံးပြဿနာဖြစ်ဖွယ်ရှိတယ်လို့ဂျာမန်ဝန်ကြီးချုပ်အန်ဂလာမာကယ်ကပြောပါတယ်။အထင်းအကွက်မဲ့အရင်းရှင်ဝါရကိုအာနာရှင်အသည့်အဖြစ်ဖြစ်တင်ရှုတ်ချထားတဲ့သူ့ရဲ့ပုံရဟန်းမင်းတဒန်းအတွက်အနာဂတ်အမြင်ဆိုတာကိုထုတ်ပြန်ကြေညာပြီးနောက်တည့်ရက်မှာပဲပုံရဟန်းမင်းကအာဂျင်တီးနားမှာအဲ့ဒီလိုပြောတာပါ။ဖုန်းတော်ကြီးရီနိုဖီစီကယ်လာကထုတ်ပြန်ခဲ့တဲ့ ၈၄နှစ်နာပါပြည်ညာစရံကလောဘနဲ့လူမှုမညီမျှချက်တွေကိုပြစ်တင်ရှုတ်ချထားပါတယ်။ Tra queste sfide comunque oltre alle usuali e più diffuse è necessario cogliere နေတူဝမိယာမှုကိုခံစားနေရတာနဲ့မကောင်းဆိုးရအကျိုးဆက်တွေလူမှုကွာဟတ်ချက်ပုံစံအမျိုးမျိုးငွေကြေးကိုမမောလွန်းတာနဲ့တွင်ပြင်းလက္ခဏာမဲ့စီးပွားရေးစိတ်ကုန်စရာကောင်းလာတဲ့စားသုံးမှုနဲ့အထိတ်ကုန်မဲ့စားသုံးသူဝါဒ စတဲ့မိမိတို့ရဲ့ဘဝတွေပေါ်ပိုးပြီးတော့ဓာတ်ရိုက်တက်ရောက်နေတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်ဖို့တတိရှိရှိနဲ့နိုးကြားကြရပါမယ်။ကဘာခေါင်းဆောင်တွေအနေနဲ့အာနာပြဖို့ထက်ကိုလူလူကိုအလုပ်ကျွေးပြုကြဖို့လွန်ခဲ့တဲ့၈လမှာပုံရဟန်းမင်းစဖြစ်ခဲ့ကြတဲ့ကပုပ်ဖရန်စစ်ကစော်ဩခဲ့ပါတယ်။ကိုပဝန်းကျင်မှာအလူအဆုံလူတွေကိုအကူအညီပေးကြဖို့ကိုးကွယ်ယုံကြည်သူတွေကို သူကတိုက်တွန်းခဲ့ပြီးသူကိုယ်ရောင်ရဲ့နှိမ်ချမှုအတွေ့လည်းချီးကျူးခံရပါတယ်။ ဘဝဝန်းကျင်ညဉ့်ဉန်းမှုဖြစ်နေတာကိုလည်းပုံရမ်းမင်းကဝေဖန်ပါတယ်အထူးသဖြင့်တော့ရေလိုတံပိုးကြီးလာတဲ့သဘာဝတရားဇာတ်တွေကိုဖြုံးတီးပစ်ချင်နေကြတဲ့ပေါ်ပုပ်ဖရန်စစ်ကပြစ်တင်ရှုတ်ချပါတယ် podemos desperdiciar el agua ni contaminar el agua no si cuidar la creación ရေကိုဖြုံးပြီးတာဒါမှမဟုတ်ညဉ့်ဉန်းစရာမျိုးမလုပ်ရပါဘူးသတ္တဝါတွေကိုစနားကျင်လာရပါလိမ့်မယ် ပုယံမင်းဟာကဘာပေါ်ကကက်သလစ်ဘာသာဝင်တန်ပေါင်း1200တို့ရဲ့ဘာသာရေးခေါင်းဆောင်ကြီးဖြစ်ပြီးခရစ်ယာန်ဘုရားကျောင်းတွေအပေါ်မှာသာမကကဘာတဝမ်းမှာပါတည်တာတဲ့ဩဇာလွှမ်းမှုမှုရှိသူဖြစ်ပါတယ်ခင်ဗျာ view အရှာအစီအစဉ်ကဘာဘလော့ဂါသတင်းတွေကိုတင်ဆက်ပေးနေပါတယ်ထိတ်တန်းသတင်းတွေရေးပါသူတွေအကြောင်းအားလုံးကိုပို့ပြီးနားလည်လာသိဖို့အားလုံးနဲ့ဆက်ဆက်နေတဲ့သတင်းတွေကဘာဆက်ခုန်ကြီးပေါ်ကအထင်ရှားဆုံးဂီတနဲ့နှုတ်ပညာရှင်တွေ ဟောလိဝုဒ်နဲ့ရုပ်ရှင်ပိတ်ကားနောက်ွယ်ကသတင်းတွေဘ ഹു ဒုတရီကိုကဘာကြီးနဲ့မိတ်ဆက်ပေးပြစီအမေရိကန်ပြည်သူတွေရဲ့အကြောင်းပို့သိဖို့သူတို့ရဲ့ယဉ်ကျေးမှုသူတို့ရဲ့ဘာသာစကားကဘာကြီးနဲ့ဆက်ဆက်ပေးနေတဲ့ VUE အာရှအစီအစဉ် ် UAE TV သတင်းတော်အစီအစဉ်ကိုကြည့်ရှုခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်။ဒီအစီအစဉ်ကိုနောက်တစ်နေ့မှနဲ့အစီအစဉ်အစ်မပြောင်းခင်အထိအကြိမ်ကြိမ်ထပ်မထုတ်လွှင့်ပေးနေပါရခင်ဗျာ။ရှင်လန်းချမ်းမြေ့ကြပါစေရှင်။ရှင်လန်းချမ်းမြေ့နိုင်ကြပါစေခင်ဗျာ။